ဒီစက်တင်ဘာလ9ရက်နေ့မနေ့9ရက်အချိန်မှာနေပြည်တော်မှာရှိတဲ့မြန်မာ International Convention Center 2မှာဒီနိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့တိုင်းရင်းသားလက်နက်ကိုင်ညီညာရေးကိုယ်စားလှယ်အဖွဲ့တွေစတင်ဆွေးနွေးနေပါတယ်။ဒီဆွေးနွေးပွဲအချိန်နဲ့ပတ်သက်ပြီးတွားရောက်သတင်းယူနေတဲ့သတင်းတောက်ကုမျိုးစော်လင်းကိုတိုက်ရိုက်မေးမြန်းကြည့်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ကုမျိုးစော်လင်းဒီကနေ့ဒီသမ္မတနဲ့ဒီတိုင်းရင်းသားဒေသခေါင်းဆောင်တွေညီညာရေးဆွေးနွေးပွဲကိုဘယ်သူတွေတက်ကြလဲဗျ။အဲ့ဒါလေးအရင်ပြောပြပါအောင်။ဟုတ်ကဲ့ဒီကနေ့မနေ့9ရက်မှာနေပြည်တော် MICC 2မှာပေါ့နော်။ဒီသမ္မတနဲ့တိုင်းရင်းသားခေါင်းဆောင်တွေစတင်ဆွေးနွေးကြည့်တယ်ခင်ဗျာ။ သမရာပါဝင်ဟိုတော့နော်ဝင်ကြီးဥက္ကမင်းတို့ပါဝင်ကိုဦးပေါ့နော်ဒီတိုင်းရပြကားဆိုရင်အန်ထရီကောင်းဆောင်ဖြစ်တဲ့အဲ KNU ဥက္ကဒါဘာလို့မဒုစေပေါ့နောက်ပြီးတော့ဒီ KNU ဥက္ကဒါဥက္ကဖြစ်တဲ့အေမလာပါဝင်၅ဦးပေါ့နော်အစင်းအဖွဲ့ကောင်းဆောင်ဖြစ်တဲ့ပရိုနော်စီဘိုရာစင်ပါဝင်နော်တော့လာကြဦးရင်ကျုံတို့တက်ရောက်တယ်ပြီးတော့ NCC ဘက်ကဆိုရင်ပရိုဆော့ဝဲဒူးဝင်လည်းတက်ရောက်တယ်ခင်ဗျ ဟုတ်ကဲ့ဒါဆိုဒီဆွေးနွေးပွဲဆက်စားခြင်းမှာပေါ့လေဒီနှစ်ဖက်ကောင်းဆောင်တွေပြောတဲ့မိန့်ခွန်းထဲမှာဘာတွေထူးထူးခြားပြောသွားတာရှိလဲဟုတ်ကဲ့ဒီဆွေးနွေးပွဲဆက်စားခြင်းမှာတမနာတော့ဒီတရားမလာတဲ့တိုင်းနာခေတီကောင်းဆောင်တွေနဲ့ဝင်ကြီးတွေကိုလှုပ်ဆက်တယ်ပြီးတော့တမနာမိန့်ခွန်းမှာဒီနေ့ဒီလအတွင်းမှာပေါ့နော်လက်မထိုးနိုင်ဖို့အတွက်ဒီနေ့ဆွေးနွေးပွဲမှာဆွေးနွေးညီနိုင်ကြားလိုက်မယ်သူကမျော်လင့်ကြောင်းသူကပြောကြတယ်ခင်ဗျာနောက်ပြီးတော့ဒီတိုင်းနာခေတီကောင်းဆောင်တွေဖြစ်တဲ့ဒီ KNU ဥက္ကဋ္ဌ KNU ဥက္ကဋ္ဌဒီဟောနော်မဒူပိုတိုကြီးမဒူစေဘောကဆိုရင်ဒီ အန်စီအလမန့်ထိုးမှာဖူးဒီဖြစ်နေတဲ့အားတွေကိုရှော့ပေးဖို့နောက်ပြီးတော့ဘယ်တော့လဲလက်ရှိတိုက်ပွဲတွေရတယ်ဖြစ်နေတဲ့တိုက်ပွဲတွေရတယ်ငင်းငန်းရေးကိုဟိုယုံကြည်ရော့လာစေရပေါ့နော်နောက်ပြီးတော့ဒီအလုံးပေါင်းရေးအတွက်ပေါ့နော်မတူညီတဲ့တိုင်းသားတွေအမလူတွေအခြေအနေရလာတိုင်းသားတွေဖြစ်တဲ့အတွက်အလုံးပေါင်းရေးအတွက်အစော်တင်လို့နိုင်မဲ့မူဝါဒတစ်ခုပေါ့နော်စာပေးသွားနိုင်ဖို့ဆိုပြီးတော့ဒီသမဏတို့တိုက်တွန်းလိုက်တယ်ခင်ဗျဟုတ်ကဲ့ဒါဆိုဒီပေါ့လေသမဏနဲ့တိုင်းသားတွေရဲ့ဒီဆွေးနွေးတဲ့ခါမှာဒီအပြစ်ခံရေးစာချုပ် တန်းတမာလေးဘာအကြောင်းတွေကိုအဓိကဆွေးနွေးကြဖို့ရှိလဲဒီနေ့ဆွေးနွေးပါပါဟုတ်ကဲ့ဒီနေ့မှာဆိုရင်ဒီပေါ်ပါနော် NCA NCA တို့ပေါ်နော်တနင်္ဂနွေပြည့်ကတ်တိုက်ခိုက်မှုရစေးစာချုပ်မူကြမ်း NCA ပေါ်နော်အဲ့မှာရှိတဲ့ချက်တွေအားလုံးကိုနှစ်ဖက်ခေါင်းဆောင်တွေသဘောတူညီပြီးသွားပြီးဖြစ်တယ်ပေါ်နော်အဲ့တည်းမှာပါတဲ့တခုလည်းတော့ဖြစ်တယ်ပေါ်နော်အားလုံးပါဝင်ရေးဆိုတဲ့အပိုင်းပေါ်နော်ဒီဒီမှာရိုးတဲ့ကာကြရင်ဟိုတိုင်းနာအခွက်တွေပဲအခွက်တွေဒီမှာရေးထိုးမလဲအခွက်ပနဝဲပါဝင်လည်းမရေးထိုးမလဲဆိုတာကိုဒါသမဏရှင်းမှောက်မှာဒီနှစ်ဖက်ခေါင်းဆောင်တွေဒါဆွေးနွေးကြ ြစ်တယ်ခင်ဗျာဟုတ်ကဲ့ကိုမျိုးစလင်ကျေးဇူးပါပဲဒါတော့ဒီနေပြီးတော့မှသမ္မတဦးသိန်းစင်နဲ့ဒေသတိုင်းသားလက်နက်ကိုင်ကိုယ်စားလှယ်ဖွဲ့တွေဆွေးနွေးနေခြင်းနဲ့ပတ်သက်လို့တိုက်ရိုက်မေးမြန်းခဲ့တာပါဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်ပါတယ်